မလေးရှားဝန်ကြီးချုပ်ဟာအစ်စမရှားဘူရီကိုအကြည့်ပြတ်ချစာမှုဆွဆွဲချက်ဖြင့်စေခေါ်မင်းမြင်မလေးရှားဝန်ကြီးချုပ်ဟာအစ်စမရှားဘူရီရာကိုရဲ့လက်ထက်မှာအစိုးရထောက်ပါပေးတဲ့လူသိရှင်ကြား project တစ်ခုနဲ့ဆက်စပ်နေတယ်။အကြည့်ပြတ်ချစာမှုနဲ့ငွေကြေးခွာချမှုဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးနိုင်ငံရဲ့အကြည့်ပြတ်ချစာမှုတိုက်ဖြည့်ရေးအေဂျင်စီကမတ်၃ရက်မှာခေါ်ယူမင်းမြန်ခဲ့ကြောင်း PPC သတင်းမှရေးသားထားပါတယ်။ အစ်မဟာထုတ်ပြန်ချက်တစ်ခုပေးဖို့မနေ့ကဘူထွာဂျာယာရှိဌာနချုပ်မှအကြည့်ပြက်ခြားစားမှုတိုက်ဖြည့်ရေးအေဂျင်စီမှ9နာရီလောက်အချိန်ကြာမြင့်ခဲ့ပါတယ်။ဝန်ကြီးချုပ်ဟန်ကိုမှတ်စလေရင်ဒီနေ့ထပ်မံဆိတ်ခေါ်မယ်လို့ပြည်တွင်းမီဒီယာကိုသတင်းပေးတဲ့သတင်းရင်းမြစ်တစ်ခုကဖော်ပြပါတယ်။အကြည့်ပြခြားစားမှုတိုက်ဖြည့်ရေးအေဂျင်စီဟာ Isman Shawri ရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အကြီးတန်းအရာရှိ400ကိုလည်းဖန်စီခဲ့ပြီးအစောင့်အုံလေးခုမှစီနင်းမှုတွေပြုလုပ်ခဲ့ပါတယ်။စီနင်းမှုအပြီးမှာရင်းကတန်းတရာ80တန်ဖိုးရှိတဲ့နိုင်ငံခြားငွေကြေးမျိုးစုံနဲ့ရွှေချောင်း16ကီလိုဂရမ်ကိုအသိစီရမိခဲ့ကြောင်း HMC ကပြောကြားခဲ့ပါတယ်။မင်းဆန္ဒဝါဟီလာတော်ကလည်းအကြည့်ပြတ်ခြားစားမှုတိုက်ဖြည့်ရေးစုံစမ်းစစ်ဆေးရေးမှုတွေဟာသူ့ရဲ့အုပ်ချုပ်မှုကာလအတွင်းမှာအစိုးရဝါဒအဖြစ်လုပ်ငန်းအတွက် ရင်းကတန်း900လောက်30မှုနဲ့ဆက်နွယ်တဲ့အကြည့်ပြတ်ချစားမှုဆိုင်ရာတန်ကြားချက်တွေနဲ့ပတ်သက်ပြီးတော့သူ့ကိုစစ်ဆေးမေးမြန်းခဲ့ပါသေးတယ်။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။